မော်ရင်မင်းသမီး M ဆိုင်လူမျက်နှာပေါ်ကိုကြိုက်ခံရတဲ့အကောင်အကြောင်းလေးကိုဖျက်ပြပေးချင်ပါတယ်။အခုဆိုလို့ရှိရင်တော့၃ရက်သာရှိပြီးမော်ရင် M ဆိုင်လူပါဆိုလို့ရှိရင်သူ့ရဲ့မျက်နှာမှာရှိနေတဲ့ဒဏ်ရာကိုဆိုရှယ်မီဒီယာပေါ်မှာညှာမိခဲ့ပါတယ်။သူ့ကိုကြိုက်လိုက်တဲ့အကောင်ကမီးပိုးကောင်လို့ခေါ်ပါတယ်။ဒီကောင်ကအင်းဆက်တမျိုးပါ။ဒီမီးပိုးကောင်က သူကဘလို့လဲဆိုတော့ကျွန်တော်ရဲ့အကောင့်ပုံစံလေးကကျွန်တော်ပျွယ်စိတ်လိုမျိုးပဲပြားလူလိုလည်းမဟုတ်ဘူးပျွယ်စိတ်လိုမျိုးလည်းမဟုတ်ဘူးပျွယ်စိတ်ဆိုင်ခုမျိုးမှာသူကအကောင့်ကြီးကရှိရှိလေးအဝါရောင်လေးနဲ့အနဲ့ရောင်လေးဒီကောင်ကတုတ်တာလည်းမဟုတ်ဘူးကြိုက်တာလည်းမဟုတ်ဘူးအဓိကကသူ့ရဲ့ပြဿနာဘာဖြစ်တာလဲဆိုတော့ မှုဟိုဒီပိုးကောင်လေးကခန္ဓာကိုယ်မှာလာနာလိုက်ပြီးကျွန်တော်တို့ရဲ့ဒီလက်ပေါ်မှာပဲဖြစ်ဖြစ်အသားအရေပေါ်မှာပဲဖြစ်ဖြစ်လာနာလိုက်ပြီးဆိုတာ ਨੇ ဒီကောင်ကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကရောင်ပြီးတော့ဘောနော်ပုတ်ချလိုက်ဒါမှမဟုတ်ကျွန်တော်ကဒီလိုမျိုးတတ်လိုက်တယ်ဘောနော်အကောင်တတ်လိုက်တယ်သူတို့ပုတ်ချလိုက်ပြီးဆိုတာ ਨੇ သူ့ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့အစိတ်အရေကကျွန်တော်တို့ရဲ့အသားအရေတဲကိုစိတ်ဝင်သွားပြီးတော့ဒီအသားရောင်ရမ်းလာမယ်အသားလောင်လာ တောင်လာပြီးတော့အဖူထွက်လာမယ်ပေါ့နော်အဖူရေထွက်လာမယ်ပြီးတော့နောက်တစ်ခါဟိုဘယ်လိုဒဏ်ရာပုံစံမျိုးပေါ့နော်လောင်သွားတဲ့ပုံစံအဓိကတော့ကျွန်တော်တို့မီးပူလောင်သလိုပေါ့နော်သူအရေးကမီးပူလောင်သလိုဖြစ်ဒီဒဏ်ရာဖြစ်စေရပေါ့နော်အဲ့ဒါတော့ဒီကောင်ရဲ့ဟိုအဓိကကြေစနာပေးရအချက်ဒီအကောင်လေးကကျွန်တော်တို့ခံတာပုံမှာလာနာပြီဆိုတာနဲ့ကျွန်တော်တို့လုံးဝပုံမချေပါနဲ့လက်နဲ့တောက်လိုက်တာပဲဖြစ်ဖြစ်ဒီရှူးလေးနဲ့ဖယ်လိုက်တာပဲဖြစ်ဖြစ် လှုပ်ဆောင်မှုလိုပါတယ်။ပြီးတော့နောက်တစ်ခုအကြောင်းတော့ဒီ account ကိုပြီး hey ဆိုတာနဲ့သူကအဲ9 6နာရီအတော်တွင်တချို့အကြောင်းတော့ဘောနော်ဒီခန္ဓာကိုယ်ရဲ့ resistance အားပေါ်မှာမူတည်ပြီးတော့ပြန်တုတ်ပြန်လာလည်းရှိရောဘောနော်တချို့ဆိုလို့ရှိရင်အခုဆိုလို့ရှိရင် model m sign လို့ဆိုတော်တော်အခြေအနေဆိုတာသူဆိုလို့ရှိရင်တော့မျက်နှာတစ်ပြင်လုံးတင်မကဘဲနဲ့သူမျက်ကြည်ဒီမျက်လုံးပေါ့နော်မျက်လုံးရဲ့မျက်ကြည်လွှာမှာနည်းနည်းထိသွားတယ်လို့ပြောရပေါ့နော်သူဆေးတွေလူးနေတယ်အဲသူ့ရဲ့ဒဏ်ရာကိုလည်းဟိုဖြစ်နေရဲ့အရာတွေကိုလည်း ဆိုရှယ်မီဒီယာမှာမျှဝေထားတာတွေ့ရတယ်ပေါ့နော်ဒီအကောင့်လေးညာစောင်းရသည်ရောက်လာပြီဆိုလို့ရှိရင်သူမီးကိုခြိုက်တယ်ပေါ့နော်မီးကိုခြိုက်တော့တော့မီးချိနေတဲ့နေရာမီးချောင်းတွေမီးရှိနေတဲ့နေရာကိုဒီကောင်လေးကနားတယ်နားတဲ့အတွက်ကျွန်တော်ညာအေးလို့ရှိရင်တော့မီးအောင်လျှော်လာဖို့လိုတယ်ကျွန်တော်နောက်တစ်ခုကကြတော့ပေါ့နော်အေးလို့ရှိရင်ချင်းအောင်ထောင်အေးပါပြီးလို့ရှိရင်မီးအောင်လျှော်လာပါဒီကောင်လေးကမီးအောင်ကြိုက်ပါတယ်မီးအောင်ကြိုက်တဲ့တော့ဒီကောင်လေးကလာတယ်ပေါ့နော် ဒီမီးပိုးကောင်လေးကိုက်ခံရလို့ရှင်ပေါ့နော်ကျွန်တော်စက်ပြာနဲ့ဒေဒီချာချာ5မိနစ်လောက်လက်ဒီအနာလေးကိုပေါ့နော်ကိုက်ခံရတဲ့နေရာကိုဈေးကြောပေးဖို့လိုပါတယ်ပြီးသွားလို့ရှင်ကျွန်တော်ဒီအပူလောင်တဲ့ဒဏ်ရာရောင်နေတဲ့နေရာကြောက်ဖို့အတွက်ရေခဲကပ်ဖို့လိုပါတယ်အရက်ပြန်လုံးဝသုံးလို့မရပါဘူးအရက်ပြန်သုံးလိုက်ပြီးဆိုတာနဲ့အနာကိုရောင်ရမ်းမှုပို့ပြီးတော့ဖြစ်စေရဲသူကအစိတ်ကပို့ပြီးပြန့်နှံ့သွားစေနောက်တစ်ချက်ကတော့ကျွန်တော်တွေးခရာစီ လုံးဝသုံးလို့မရပါဘူး တွေ့ခင်ဆီကြီးလူမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒီအနာကိုပို့ပြီးတော့ဖြစ်စေတယ်ပို့ပြီးတော့ပြန့်နှံ့စေတယ်ဆရာဝန်ကိုတည်တည်ချာချာတိုင်ပင်ပြီးတော့ဒီဖြစ်နေတဲ့အနာကိုတေချာပြသမှားလာတယ်အမြန်ဆုံးထီအောင်ဆုံးကုသနိုင်မဲ့အရာဖြစ်ပါတယ်အဲ့တော့ကြောင့်မီးပူကောင်ပိုးအောင်ဆိုလို့ရှိရင်တော့မပေါ်စတင်တဲ့အဲမှာပါရဲဆိုတဲ့အကြောင်းကိုညွှန်ဝေပေးခြင်းပါတယ်ဂျေဇုတင်ပါတယ်